2025ခုနှစ်နိုဝင်ဘာလ12ရက်ဗုဒ္ဓနေ့မနေ့စောစောကိုနှုတ်ကပတ်တော်ညီဖျားခင်သာတက်ရောက်လာတဲ့ကျွန်တော်တို့သူများခန်းစားပြီးတိတာကလာတော်လာခြင်းလည်းမခွင့်ရတဲ့ပြင်ဆင်ပြီးတဲ့ဖြစ်ရှင်နာမပုံကြီးပါစေတော့ကာလချင်းရှေးစွာရွေးနှုတ်ရမယ်ဆိုလို့ရှိရင်နှစ်ဆနေဘဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတက်ရောက်ခြင်းစီတက်ရှင်ရပုံက336ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်လုံးကလည်း336ရက်ကိုဘလို့သုံးပြုခဲ့လဲဆိုတာပြန်ပြောင်းဆန်းစစ်ပြီးစစ်စားဆင်ခြင်နှုံသွင်းရအောင်ချက်ရှိသေးတာတော့မနက်ဖြန်စပြီးတော့ နှစ်ကုန်ထိ49ရက်ပဲကျန်ပါတော့တယ်။ကျန်ရှိတဲ့49ရက်ကိုလည်းကာလချောင်းကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလည်းပို့လုံကရှေးဥစွာတိုက်တွန်းလို့ဆိုလိုပါတယ်။ဒီကနေ့ My Blessed of Morning အစီအစဉ်တွေအဓိကခြေပြုမဲ့ကျမ်းစာတော့ဓမ္မရာဇဝင်ဒုတိယစာဆောင်အခန်း30အပိုင်ငယ်7ဖြစ်ပါတယ်။ရင်တော်ဆိတ်ရှိ၍ငါတို့လူမျိုးငါတို့ဖျားသခင် မြို့ရတို့ဖို့အထုတ်၍တိုက်ကြကုန်ဟန် ထာဝရဘုရားသည်အလိုတော်ရှိသည့်တိုင်စီရင်တော်မူစေတည်းနောက်ကတော့ဒီအသက်ရှင်တဲ့သာဝရဖြစ်တဲ့ရောက်တဲ့မှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ဓမ္မရောက်စဉ်ဒုတိယစာဆောင်အခန်းကြီး7ရောက်တဲ့ခါမှာမောဘရှင်ဘင်းမောဘတိုင်းပြည်နဲ့ဒါဝိအုပ်ချုပ်နဲ့အစ္စရေလလူမျိုးတွေတိုက်ပွဲဖြစ်တဲ့ချိန်ဖြစ်ပါတယ်အဲ့လိုစစ်ပွဲဖြစ်တဲ့ခါမှာဗိုလ်ချုပ်ရွာဘကိုဆစ်လွတ်ပြီးတော့ ဒီအာမုံမျိုးအာမုံမျိုးမောပါမျိုးသားတွေအာမ sorry အာမုံမျိုးသားတွေရဲ့မျိုးဖြစ်တဲ့ rubber မျိုးကိုဝိုင်းစေပါတယ်အပမတ်ဝိုင်းတဲ့ခါမှာဒီအာမုံမျိုးသားတွေမျိုးတကောကနေပြီးတော့သူတို့ကစီးပြီးစစ်ကိုကြုံနေတယ်အော်ရောပေါ်ကျူရောပါနဲ့ဟလာသူရဲ့ညီအပီရှယ်တော့လည်းစစ်ပြိုင်မှုရှိတာတဲ့ဒီမှာချက်ချင်းလို့သူတို့ပါသတိချက်မိလို့ဆိုရင်သူတို့နောက်ကနေပြီးမှဟလာခုနက အာမုံရှင်ပြင်းနဲ့ဟိုမိတ်ဖွဲ့ထားတဲ့သူတွေပေါ့လေဟိုရှူရီလူတွေလို့ပြောပါတယ်သူတို့ကနောက်ကနေစစ်ဝိုင်းတာတွေ့တယ်အဲ့တော့ဒီမှာဘာတွေ့ဆိုရင်ဗိုလ်ချုပ်ရွာဘကားတဲ့ရှေ့နေလကောင်းနောက်နေလကောင်းစစ်မျက်နှာနှစ်ခုရှိနေတာမြင်တဲ့ခါသူဘာလုပ်လဲသူညီအဘီရှယ်ကိုပြောပြီးတော့နော်သူကတော့ရှူရီလူတွေကိုသွားတိုက်မယ်မင်းကတော့ရှေ့မှာရှိတဲ့အာမုံမျိုးသား မျိုး rubber မျိုးတိုက်လို့ပြောပါတယ်အဲ့မှာအရေးကြီးတဲ့စကားတော့ပါလဲဆိုလို့ရှိရင်ရဲရင်သောစိတ်ရှိပြီးတော့ငါတို့ဘုရားသခင်ရဲ့မြို့ရွာတွေငါတို့ဘုရားသခင်ရဲ့နိုင်ငံတော်တွေအားထုတ်ပြီးတိုက်ရအောင်ဒါလူသားဘက်ကရဲရင်ပြီးအားထုတ်ခြင်းကလူသားဘက်ကလှုပ်ဆောင်ချက်ဖြစ်ပါတယ်ထာဝရဘုရားသည်အလိုတော်ရှိတဲ့အတိုင်းစီရင်တော်မူစေတည်း hallelujah ဒါဘုရားသခင်ဘက်ကလှုပ်ဆောင်ပေးမိရာဖြစ်ပါတယ်ဒါကြောင့်မြို့တော်မြတ်ထဲမှာလည်းဘုရားသခင်က လူသားကိုကောင်းကြီးပေးပြီးသုံးကျင်တယ်။ဘုရားခင်မပါရင်ကျွန်တော်ဘာမှမတတ်နိုင်ဘူး။ဘုရားခင်ဘက်ကလည်းလူမပါရင်ဘာမှမလုပ်တတ်ဘူး။မလုပ်နိုင်တော့မဟုတ်ဘာမှမလုပ်တတ်ဘူး။အများရန်လို့လူနဲ့တွဲဖက်ပြီးဘုရားခင်ကအလုံးလုံးလေးအမှုတော်ဆောင်လေးရှိပါတယ်။ထိုရှင်နာမပုံကြည်ပါစေ။ကြော်ဒီနေ့ဗိုလ်ချုပ်ကျော်ဘစကားတိုင်းဟလာငါတို့ရဲသောစိတ်နဲ့အားထုတ်ပြီးတိုက်ရမယ်ဒါခုနကကျွန်တော်ပြောတဲ့လူသားဘက်ကလှုပ်ဆောင်နေရ ဘုရားသခင်ကအလိုတော်ရှိတိုင်းစီရင်ပါစီအဲ့ဒီပုံမှန်ကြည့်ရင်နောက်ဆုံးတို့အောင်မြင်သွားရဆိုတာတွေ့ပြန်မှာဖြစ်ပါတယ်ဘုရားခင်ကတို့အသက်တာရဲ့အောင်မြင်ခြင်းဖြစ်တာဟုတ်ဟာလေလုယာကြောက်တဲ့နေပြီးတော့အမှုရဘက်ထမသွားလာခြင်းလင်းတဲ့ညီကောင်မမတွေယုံကြည်သူတွေအသက်လုံးကမှရှိနေသူတွေအားလုံးလည်းရဲရင်သောစိတ်နဲ့အားထုတ်ပြီးအမှုရဆောင်ဖို့လုံကကျွန်တော်တိုက်တွန်းခြင်းနဲ့ဒါလူသားဘက်ကလုံးဝမရပါဘုရားခင်ဘက်ကအလိုတော်ရှိတဲ့အတိုင်း စီရင်တော်မူစီသတိဆိုပြီးတော့အလိုဝကံကြီးနဲ့သွာလာဖို့သာဖြစ်တယ်ဆိုတာကိုကျွန်တော်ကြားတော်ရတည်ပြီးတိုက်တွန်းလို့ဆိုပါရစေ။ကြားရနှုတ်ကပ်တော်တဲ့ဝင်ငှချက်အဖြစ်ရောက်တော်မှဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပေးပါစေတော့။ဆုတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဖာဖျားပုဂ္ဂိုလ်ယောဘကအမုန်းရှင်မင်းနဲ့ဆစ်ဖြစ်တဲ့အခါစစ်နှစ်ဖက်မှာဝိုင်းထားခံရပါတယ်။ရှင်နဲ့၎င်းနောက်နဲ့၎င်းစစ်မျက်နှာနှစ်ဖက်ရှိနေပါတယ်။ အစ်ကျွမ်းညီဖြစ်သူအဘီရှဲကိုအာဘုံပြုတ်တိုက်ခိုင်းနေသူကတော့နောက်ကဝိုင်းနေတဲ့ရှူရီလူတွေပဲသွားမယ်ဆိုပြီးတော့ရင်းတော့စိတ်နဲ့အာထုတ်ပြီးလုဖို့အာထုတ်ပြီးစစ်တိုက်ဖို့အတွက်ပြောဒါလူသားဘက်ကလောက်အောင်မရဖြစ်ပါတယ်ဖျားသခင်တော့လူရရှိတိုင်းစီမယ်လို့ပြောပါတယ်ကြောက်ဒီနေ့ခရင်သက်တာသွားလိုက်ခါမှဖြစ်ဖြစ်အမှုတော်မြတ်အတွက်ကျင်လည်တဲ့ခါမှဖြစ်ဖြစ် လူဘက်ကလှုပ်ဆောင်မှုတွေနဲ့တူဖျားခင်ကအလိုတိုင်းစီနေဆိုတဲ့အရာတွေကိုတည်ကျွမ်းခြင်းနဲ့အလိုတော်နဲ့ညီကျင်လည်တော်လာစေအောင်ဖြစ်စေဖို့အတွက်တော်ရညီကောင်မတယောက်ချင်းစုမှာအလင်းပေးခြင်းပဲ့ပြင်ခြင်းတွန်သင်ခြင်းတို့ကပြုပြီးကောင်းချီးပေးပါမည်အကြောင်းတပါတိတော်သားတော်ခရစ်တော်ယေရှုဖျားနာမတော်မြတ်ကိုမိပြုပြီးခြေစွတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနံ့ကြပါရဖျားသခင်အာမင်ဒီနေ့ကနိုဝင်ဘာ12ရက်ဖြစ်တဲ့အတိုင်းမနေ့ကနိုဝင်ဘာ17ရက် လာပလာမတ်17 21မှာမိဘများတမန်တဲ့အစီအစဉ်ကျွန်ထုတ်လွှင့်လေရှိတိုင်းမနေ့က17ရက်ဆိုထုတ်လွှင့်ပြီးဖြစ်ပါနားထောင်ပြီးလားမပြောတော့နားမတော်သေးပြန်ပြီးတော့နားထောင်ကြည့်ပါအောင်လို့တော့ဒီနေ့တရားဟောချက်ကလည်း Man's Path God's Path လူဘက်ကလောက်အောင်မရနဲ့ဖခင်ဘက်ကလှုပ်ဆောင်ပေးတဲ့အရာဒါလည်းအရေးကြီးတဲ့အရာဖြစ်ပါတယ်လို့ public မှာ share လုပ်ပြီးတော့အခုလောမြန်မာတပိုင်းတစားအနေနဲ့တစ်ဖက်တစ်လမ်းနေပြီးတော့ပေါင်းပြီးပါအောင်လို့အမြဲတမ်းတောင်းဆိုတဲ့အတိုင်းကျွန်တော်တောင်းဆိုလိုပါတယ် ်လုံဆောင်သားမဲ့သူရောက်တဲ့ပုံမှာဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တော်တော်ပြီးလမ်းပြတော်မူပါစေတော့အာမင်